ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပြည်ယနေ့အချိန်မှာတောထဲမှာရှိတဲ့ခလေးတွေမင်းတို့ပြောတယ်ဟို2021တည်းကျွန်တော်တို့ပြောခဲ့မင်းတို့အသက်လေးတွေစီးမှာเนาะအများဆုံးထန်ဝုံစီးမှာအသက်အစိတ်30ထန်ဝုံပဲမင်းတို့အစေးရအတိတ်ကဖြစ်ပြခဲ့တဲ့အရာတွေကိုလည်းမင်းတို့မသိမတွေ့ခဲ့ဘူးကြားလည်းမကြားခဲ့ဘူးမင်းတို့ပြောပြမဲ့လူလည်းမရှိဘူးဘာကြောင့်လဲလို့မေးမင်းတို့ကစားပြီးလူဖြစ်လာကြတဲ့ ဟာလား VOA BBC Arabic ဒါပဲနားတော့ဟင်မင်းတို့ရဲ့ပတ်သက်ဆန်းွယ်တဲ့လူတွေကစစ်တော့မကောင်းကြောင်းပဲပြောတာဆိုတော့မင်းတို့မှာနော်အတွေ့အကြုံလည်းမရှိဘူးမင်းတို့ကိုတက်မတော်ကောင်းတဲ့ဆိုတဲ့အကြောင်းကိုဘူးသူရ sharing sharing လုပ်ပေးမဲ့လူလည်းမရှိဘူးနော်ဆိုတော့မင်းတို့ကဒါကြီးကတပတ်စုံလုံးရောက်သွားတပတ်စုံလုံးရောက်သွားလို့အခုလိုမျိုးဖြစ်တာသိတာမင်းတို့ကြီးပဲသိတာ စစ်တလင်းမှပေးတာမင်းတို့ကြီးပဲပေးတာမင်းတို့ကိုမြှောက်ပေးခဲ့တဲ့အန်ယူကြီးကနော်ဘဲနေရာယူလာတဲ့ဘဲဝန်ကြီးမှလည်းမသိသလိုသူတို့သားသမီးလည်းမသိမင်းတို့တွေမြှောက်ပေးခဲ့တယ်ဟမ်အဲ့ဒီအန်ယူကြီးကောင်းတယ်ကျောင်းမတက်နဲ့ကျောင်းထွက်ကလေးတွေကိုမင်းတို့ရဲ့သားသမီးတွေကကျောင်းမတက်နဲ့ကျောင်းထွက်ဆိုပြီးတော့ဒီကောင်တွေကကြွေးကြော်ကြီးပြောခဲ့တာသူတို့သားသမီးတွေကြတော့နိုင်ငံသားမှဘွဲရလို့ပညာတတ်လို့ ဘယ်လိုသိလဲအရာတွေထိုင်းမှာလဲမဘာသားတွေကသူတို့အခွင့်အရေးမပေးတော့သူတို့ခောက်ခောက်တဲ့အလုပ်ကမဖြစ်တော့ဘူးညီလေးတဲ့အဲ့ဒါเนาะအဲ့ဒီထိုင်းမဘာသားဆိုတာအဲ့ဒီခောက်ခောက်တွေကနမယ်ပေးလိုက်တာတိလားထိုင်းထိုင်းခောက်အဲ့ဒီထိုင်းမဘာသားဆိုတာအဲ့ဒီခောက်ခောက်တွေကမြန်မာခောက်ခောက်တွေကနမယ်ပေးလိုက်တာ အမှန်မှာတော့တို့မှမပါသားဆိုတာမရှိပါဘူးအမျိုးမျိုးသားရေးသမားပေါ့တိုင်းပြည်ချစ်တဲ့လူတွေပေါ့နော်ဒီလိုမျိုးပေါ့အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ကပြောနေတာမင်းတို့လေအမြင်မှန်ရဖို့စစ်တလင်းမှသေးတယ်ဘ누구သေးလဲမင်းတို့ပဲသေးတာကြည့်လိုက်ဘယ်ကောင်မှမင်းတို့လာပြီးတော့လေစစ်လဝိုင်းမတိုက်ဘူးဘယ်ကောင်မှလဝိုင်းမတိုက်ဘူး ူဇိုဝေဇိုဟာဆိုဆိုတော့ကောအမေရိကန်မှာနေလို့ဟာလာမရတော့လို့အခောက်ထားမရှိလို့အမေရိကန်ကမဖမ်းခင်ပြေးလာတာသိလားဘာကောင်းမမဟုတ်သိလားနေလို့မရတော့လို့အမှန်ပါတော့တို့ကအပြည့်အပိုင်နိုင်ငံရေးခိုလုံမှုဆိုပြီးတော့အပန်ကောင်းခဲ့ပြီးတော့နေတာခွင့်ရသမားလို့ခေါ်တယ်အဲ့ဒါကြီးသိလားကိုကောင်းစားဖို့တော့ အခွင့်အရေးကိုအပေါင်းချတယ်ပေါ့တကယ်နိုင်ငံရေးသမားတွေကဗျာမင်းတို့တိုင်းပြည်ကိုတကယ်ကျင်းမင်းတော်ရဲကပဲဒီကလေးနဲ့ရေမောင်တိုင်းပြည်နှုတ်ကိုတည်းလှုပ်လေကွာဟမ်ဘာကြောင့်လူများတိုင်းပြည်ပြေးတာဘာကြောင့်ပြေးတာလဲလို့ကိုကိုကျကိုကိုတိုင်းရတော့လူများတိုင်းပြည်ပြေးဟမ်အရက်တော့ပြီးတော့ပေါ့လို့ပဲစားထိုင်ပြောနေတာလေစိန်ခံစိန်ခံပြီးတော့အေကွန်ခံနေရနေပြီးတော့ ပေါ်လို့ပဲသာတိုင်းကြီးပြက်စီအောင်ကလေးတွေရဲ့စိတ်တွေကိုဟာလားမြမနိုင်ငံကကလေးတွေရဲ့စိတ်တွေကိုရိုက်ချုပ်ဖြက်စီကြဒီကောင်းလေးဒီလားနိုင်ငံတော်ပြန်ဝင်လာတဲ့အချိန်ကျရင်လေဒီကောင်းလေးကိုကျွန်တော်တို့ကမိတဲ့အချိန်ကျရင်ကြီးလေးတဲ့အပြစ်တံကိုပေးစေချင်ဥပဒေကြီးလေးတဲ့ဥပဒေကိုပေးစေချင်မိလို့ရတော့ဒီကောင်းလေးလုံးဝစောစရာမလိုဘူးအခုဆိုရင် TikTok တိုင်းမှာလည်းဒီ online တော်တော်ပါသွားပြီအခုဘလို့ဖြစ်လာလဲဆိုတော့ဟိုတော့2021တော့ဆိုကျွန်တော်တို့ TikTok မသွားရင်တကယ်မသွားရတာလိုက်နိုင်ဘောလို့ပဲထိုင်ပြော TikTok မှာဟိုနဲ့ဂျင်းနဲ့တက်ဆဲတာကျွန်တော်တို့ဆဲတဲ့ဂျင်းကိုကျွန်တော်တို့ဗမာနေလဲမင်းဗမာနေလဲမင်းမြေဘူးမင်းရဂေးစင်ပေမင်းရဂေးစင်ပေဆိုတာတန်းတယ်တကယ်မျိုးရုပ်လူပိန်းနေကြီးပဲ အခုကြတော့ဘလို့ဖြစ်လာလဲဆိုတော့ဒါကြီးကသတိမမှန်နဲ့လမ်းစဉ်ကြီးဆိုတာသူတို့သိသွားတဲ့ကကြတော့တပြေးပြေးဘတ်ပြောင်းလာလို့လို့ဘာလို့လို့နီလို့လို့စိမ့်လို့လို့ကြားလို့လို့တယ်လို့ဖြစ်လာတွေ့ရတဲ့အများကြီးပဲဒီလားစကားခေါ်ပြောလိုက်ပထမနီလို့လို့စိမ့်လို့နောက်ပိုင်းပြောရင်းပြောရင်းပြောရင်းနဲ့ဇာတိရုပ်လုံးတွေကပေါ်ပေါ်လာဒီလားကျွန်တော်တို့ကဟိုးတယ်2020လောက်တယ်မျက်နှာပြကြီးပြောတာဘယ်ကောင်မှလည်းဂရုမစိုက်ဘူး ူဆိုတာမွေးလာကြတဲ့အချိန်တိုင်းတွေ့ရမှာကိုမသေးခင်စက်ကြမှာကောင်းသောအလုပ်ကိုလုပ်ပေါ်ရမယ်ဒါပဲကျွန်တော်တို့ခေါင်းထဲမှာရှိတယ်အဲ့ဒီခေါင်းထဲအလုပ်လုပ်ဖို့တော့ကျွန်တော်တို့ကအတတ်နိုင်ဆုံးကြိုးစားတယ်အစင်းဆုံးပြောရင်ကျွန်တော်ဒီရက်ဒီ live မတက်ဘူးဒါပေမဲ့ကျွန်တော်တို့ကသတင်းတွေဖတ်တယ်ဗျာညီပြန်လာတဲ့သတင်းရောစီတာပေါ်ဆောက်ထုံးမှလဲကွန်တက်တွေမစီစီရလား live တွေပြောနေလူတွေရှိတယ် ပြောပြင်းပြောထိုက်တဲ့စကားပဲကျွန်တော်ပြောတယ်ဟုတ်တယ်တစ်တော့မှာအဲပေါလုပယ်သားတွေကများတာအခုနောက်ပိုင်းမှာကျွန်တော်ကသွားသွားပြီးရိုက်ချွတ်တာအရင်တော့ကျွန်တော်သွားမပြောဘူးတစ်တော့အခုနောက်ပိုင်းဆိုရင်တစ်တော့မှာအဲ့ပေါလုပယ်သားတွေကိုတအားသွားသွားရိုက်ချွတ်တာဒီကောင်တွေစတက်လာတယ်ပြေးပြောလိုက်တယ်နားတော်ကြီးပြီးရည်ဆိုတော့ဒီကောင်တွေကောက်မိပါမသိဘူး သူတို့ကသူတို့ပြောချင်တဲ့စကားကိုပဲသူတို့ကဆွဲပြီးပြောတာအဲ့ဒီအကြောင်းတရားရဲ့အခြေခံစစ်အုံမြစ်ကိုသိလာလို့မမသိဘူးကျွန်တော်တို့ကသူတို့တက်လာပြီးဆိုရင်ပြီးပြောလိုက်ပြီးရင်အဲ့ဒီဖြစ်စဉ်ရဲ့အခြေခံအုံမြစ်ကိုဒင်းတော့ကောင်းမိလိုက်တကောင်းလေကာရောခွေရကြီးလဲနေတော့ဘာမှပြောမတတ်တော့ကျွန်တော်တို့အဲ့လိုပြောပြီးဒီကောင်းလေးပြန်ကန်ရတာကောင်းလေးအဲ့လိုပြောလို့မရကျွန်တော်တို့ဆဲတယ်မအေးနမရီတခုမှမကြံဘူး ကျွန်တော်သတ်ပြတာလဲလေကျွန်တော်သိတာအချိန်မောင်းထောင်းတဲ့တောင်းတဲ့ကြီးနေလားမသိပေတာဒီဟောနေသတ်ပြတာအဲ့ဒါလိုမျိုးလေးဒါပေမဲ့ကျွန်တော်တော့ဂယူမဆိုင်ပါဂယူဆိုင်စရာမလိုကျွန်တော်ပြောဖို့အရာလူဆိုတာမွေးကလေးကနေပြီးတော့ဟုတ်လားအသက်ကြီးကြီးလာတာတနည်းသေဖို့ပဲကိုမသေးခင်စัจ java မှာကိုတိုင်းကြီးရေကိုလူမျိုးရေကိုဘာသာရေကိုယဉ်ကျေးမှုရေတတော်တလန်းနေပြီးတော့ ဟုတ်ကျွန်တော်တို့ကငငယ်လေးတွေစစ်တတ်တယ်မဟုတ်ငယ်တဲ့ကကြတော့ဟုတ်စစ်သားမဟုတ်ခဲ့ဒါပေမဲ့စစ်သားမဟုတ်ဘူးဆိုတော့နိုင်ငံတော်ကိုမထမ်းဆောင်ဘူးမထင်နဲ့ပြည်သူမှန်ရင်နိုင်ငံတော်ကိုထမ်းဆောင်ရတယ်စစ်သားမှနိုင်ငံတော်ကိုထမ်းဆောင်တာမဟုတ်နော်ဘောပင်ကင်နိုင်တဲ့ကောဘောပင်ကင်နိုင်တဲ့လူကဘောပင်ကင်ပြီးတော့နိုင်ငံတော်အောင်ထမ်းဆောင်ရအောင်အမှုပညာတက်ပြောက်တဲ့လူကအမှုပညာနဲ့နိုင်ငံတော်အောင်ထမ်းဆောင်ရအောင် ငွေပတ်စံတန်းနိုင်တဲ့လူကပတ်စံနဲ့နိုင်ငံတော်ကိုထမ်းဆောင်သူကန္နာလေးနဲ့သူအခုကျွန်တော်တို့ဆိုရင်ဒါကျွန်တော်တို့လက်ထက်မှာဒီလိုဆိုရှယ်မီဒီယာတွေပေါ်လာအစင်းဆုံးပြောဒါတွေကကျွန်တော်တို့ကမီဒီယာတိုက်ပွဲတရားနေလဲကျွန်တော်တို့ကပြောတာဒါမီဒီမီဒီယာတိုက်ပွဲပဲကျွန်တော်တို့ကအချို့ကပြောတယ် TikTok အကောင့်ဖွင့်လိုက်ပါလားတဲ့ ကိုရီးယားကမဖွင့်တော့ဘူးစောက်ပဲညာလို့တိတော့မှာအဟုတ်ပဲနောက်ပိုင်းဘယ်လိုလဲဆိုတော့အစင်းဆုံးပူဝင်လင်ပြောတာကျွန်တော်တို့တော့မှမတီမဲညင်လောက်လာတယ်ကောင်းညားတယ်ကျွန်တော်ကအဲ့ဒါမျိုးဟိုတနေ့ကလည်းကျွန်တော်ဟိုတလောကပဲကိုမောင်စိုးတော်ကျွန်တော်ဆုံးမလိုက်ပြီလေဒါတော့ကိုမောင်စိုးကျွန်တော်ကကြည့်တယ်ပြောဆုံးမတာမဟုတ်ပါပြောပြလိုက်ပြီလေကိုမောင်စိုးတို့ကိုမောင်စိုးတို့ကျွန်တော်တို့ဆိုတာပေါ်လာတာစစ်စစ်နောက်စစ်နေပေါ့နော် ခင်ဗျဖြတ်ဆောက်လုပ်တယ်တစ်တုံးတော့ဖြတ်ဆောက်လုပ်တယ်ကြီးဆိုကိုလေးစားသမှုရှိလားလေးစားသမှုရှိမှတာလို့လေးစားသမှုမရှိဘဲတော့တတ်မတတ်နဲ့သူတို့ကကိုကန်ချတာတော့ဘာလို့လုပ်လိုက်အောင်စကားအခြေတင်ဖြစ်လာကျွန်တော်တို့ကမရဘူးစကားအခြေတင်ဖြစ်လာရင်ကျွန်တော်တို့ကကျုံးတာအတကုံပြောတာစကားအတင်ကြပြီဆိုကျွန်တော်တို့ကယူပြီကျွန်တော်တတ်သွားပြီဆိုတချို့မိန်းကလေးတွေဆိုမနေရဘူးကျွန်တော်တတ်သွားပြီဆိုတချို့မိန်းကလေးမနေရဘူး ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တက်သွားပြီးဆိုရင်နိုင်ငံရေးအကြောင်းအမျိုးသားရေးအကြောင်းယဉ်ကျေးမှုအကြောင်းမြမသမိုင်းအကြောင်းဒါပဲကျွန်တော်တို့မှပြောစရာရှိတာ။ဖွံ့ဖြောင်းမှုလည်းကျွန်တော်တို့မှဖွံ့ဖြောင်းမှုလည်းမရှိ။ဘာမှလည်းမရှိဘူး။ဆိုတော့ကျွန်တော်တို့ကဒီအကြောင်းပဲပြောဖို့ရှိတာလေ။တချို့မိန်ကလေးတွေဆိုကျွန်တော်တို့ရင်းနှီးတဲ့မိန်ကလေးဆိုကိုစောက်တို့ရဲ့မပြောပါနဲ့ကိုစောက်တို့သားသမီးတွေလိုက်လာတော့မယ်အဲပြီးရင်လိုက်လာပြီးဆိုသူတို့ပြေးပြီသူတို့မနေတော့ဘူးအဲ့လိုမျိုးတွေရှိတယ်အဲကြတော့အဲ ကိုမောင်စိုးကြောင်ပြောကိုမောင်စိုးလို့ကိုလေးစားတဲ့လူရှိမှလူများလိုက်ပြီးသွားပါလို့အတက်တိုင်းဆိုကိုလိုက်ကိုထောင်ကိုဆွဲတဲ့ညီနဲ့လူဆွဲတဲ့ပြောကြည့်စကားပြောချင်းနေကောင်းလားကောင်းရင်ဒါမကောင်းရင်ဖြုတ်ကျွန်တော်ဆိုလည်းဒီတိုင်းပဲပြောတာကျွန်တော်ကဆင်းတယ်ရိုးဆင်းတယ်ကျွန်တော်ကျွန်တော်ဝမ်းမန်းဆိုပဲဖေးဦးမှာဆိုလည်းဝမ်းမန်းဆိုပဲငိုတဲ့တလို့ပဲကျွန်တော်ကလူများကတော့ဝိုးဝိုးပွဲလည်းမစားဘူးကျွန်တော်ပွဲမစားတတ်ဘူး လူများတွေပွဲဖြစ်နေကျွန်တော်ဖြန့်ပြေတဲ့စိတ်ကျွန်တော်မှရှိတယ်။ခါတိုင်းလည်းကျွန်တော်ဖြန့်ပြေခဲ့ရတယ်။ကိုမင်းတို့စီတော်လိုက်တယ်လို့ပဲ။ပြဿနာတွေကိုချင်းချင်းတွေမလိုလားတဲ့ပြဿနာတွေ။ဘာလို့ဖို့လဲ။ဘိုးဘကငပိန်းနေလက်ခုပ်တီးရယ်။ဘိုးဘကငပိန်းနေဖြန့်ညက်ကတွေလောက်တယ်။ဟုတ်တော့လား။ဒါမျိုးတွေကျွန်တော်တို့ကလုံးဝဖြစ်မခံနိုင်။ကျွန်တော်ဇောက်တို့စကားပြောလာတယ်၊လိုက်တွေပြောလာတယ်၊စပြောကြတဲ့ယနေ့ချိန်ကြီးကျွန်တော်လိုက်တို့အနီကရူးတွေထဲမှာဖြန့်ညက်ကလောက်တာမရှိဘူး။ ကျွန်တော်ပြောလိုက်လို့ဖာရမီလောင်းသွားတာတွေပဲရှိတယ်ကျွန်တော်ပြောလို့ဖာရမီလောင်းတာတွေပဲရှိတယ်ဒီလားစုံပြတ်သားအောင်ကျွန်တော်ပြောလို့ဖာရမီလောင်းတာပဲရှိတယ်ကျွန်တော်စီကနေပြီးတော့ဖြညာကန်းနဲ့ဟာလာနိုင်ငံတော်အတွက်ဟာလာအကြီးညိုပြတ်စီတာတို့ဟာလာဟာတိုက်ရေမောတာတို့ဟာလာစိုက်ဝါလှုပ်ဖို့အတွက်တခုမှမရပါစီရမရအောင်လဲကျွန်တော်ကလုံးဝပိတ်ပြီးတော့ပြောတာစကားအဲကြောင့်မလို့ကိုယ်ချင်းချင်းနေပြဿနာတွေတတ်တာတွေ ရက်တန်ကရက်ဖို့ကျွန်တော်ကတော့မကြိုက်ဒါအစင်းဆုံးပြောကျွန်တော်ကမြစ်တာကိုအခြေခံပြီးကျွန်တော်ပြောတာကျွန်တော်မကြိုက်အစင်းဆုံးပြောရင်ကျွန်တော်မျိုးသားရေးသမားချင်းချင်းကျွန်တော်ဟုတ်တယ်ကျွန်တော်ပြောတာရှိကျွန်တော်တို့ကပန်းနိုင်တူတူပဲတယောက်ကလှင်နဲ့သွားမယ်တယောက်ကရက်ထားနဲ့သွားမယ်တယောက်ကကားနဲ့သွားမယ်တယောက်ကလှင်နဲ့သွားမယ်ကျွန်တော်တို့ကပွားပုံပွားနေချင်းမတူကြဘူးတကယ်လည်းမတူဘူးလေကျွန်တော်တို့အခု online ဆိုရှင်မှာပေါ်လာတဲ့အမျိုးသားရေးသမားတွေဟောတော့ speaker တွေတယောက်တယောက်ပြောပေါင်းမတူဘူးမတူဘူးသူပြောပေါင်းတယ်သူအာပေါ်တယ်သူအရင်သူအဲ့တိုင်းပဲတယောက်တယောက်မတူဒါပေမဲ့ကျွန်တော်တို့ပန်းနိုင်ရပါလေမြန်မာနိုင်ငံအေးချမ်းကိုငြိမ်းချမ်းကိုညီငယ်ညီမငယ်တွေလမ်းမရောက်နေတဲ့ PDF ကလေးတွေကြီးစားကလေးတွေလမ်းမမော်ပြန်ရောက်ဖို့မိဘအူရင်ဝင် ပြန်ခိုးလုံဖို့အတိတရားတွေပြန်ဖို့ဒါပဲလေကျွန်တော်တို့လိုချင် ဒီမှာလည်းအေဂျင်စီနဲ့ဆန္ဒရတယ်ကျွန်တော်တို့ပြောနေကြတာဝိုင်းပြောနေကြဟုတ်လားဒီ NUG ဆိုတာလူလိန်အုပ်စု NUG ဆိုတာလူလိန်အုပ်စု VOA အာရဗီဟုတ်လားမြစီမာတို့ခစ်တဲ့တို့ BBC တို့ဒါတွေကဟုတ်လားလူများပေးစားကမ်းစားစားတဲ့အုပ်စုဗြောင်းသားအုပ်စုလို့ခေါ်တယ်ဟင်လူများပေးစားကမ်းစားစားတဲ့ဗြောင်းသားအုပ်စု NUG ကလူလိန်အုပ်စု ဒီလိုအုပ်စုတွေကိုဆရာတင်ထားတဲ့ကလေးတွေလမ်းမတွေရောက်နေပြီကျွန်တော်တို့ကပြန်ခေါ်ရတာကိုယ့်ကလေးတွေကိုအခု NUG ဟို PDF ဂျီဇာဆိုတာတော့တစ်ချိန်ကျွန်တော်တို့တိုင်းကြီးရဲ့အညွန့်ကလေးတော့ဒီကလေးတွေအစေးကအတိတ်အကြောင်းလဲဘာမှမသိခဲ့ဘူးအစေးကအကြောင်းတွေလဲဘာမှမသိခဲ့ဘူးအယဉ်သနာဖို့ကောင်းတာဟမ်ဒီလူလိန်တွေလူယုံမာတွေမြောက်ပေးလိုက်လို့ကလေးတွေကလမ်းမတွေရောက်ပေါ်ကြတယ် ဒါတွေကိုကျွန်တော်တို့ကပြန်ခေါ်တာเนาะအဲ့ဒီကြောင့်မို့လို့ကျွန်တော်တို့စပီကာတွေကတယောက်နဲ့တယောက်လမ်းကြောင်းချင်းမတူကြဘူးသွားပုံပေါ်နေချင်းမတူကြဘူးဒါကိုတယောက်နဲ့တယောက်ဟာလာမင်းပါလဲငါပါလဲလုံနေရမယ်အချိန်မဟုတ်အလုပ်လည်းမဟုတ်မလုပ်လည်းမလုပ်သင့်ဘူးလုပ်တဲ့လူကိုလည်းအထင်မကြီးဘူးကျွန်တော်စဉ်းစဉ်းလေးကျွန်တော်ပြောတာလုံးဝမဲ့အချိန်လည်းမဟုတ်ဘူးလုပ်ဖို့လည်းမလိုဘူးအပ်ဘူး လုံနေတဲ့လူကိုလည်းအထင်မကြီးဘူးအဲ့လိုမျိုးနော်အခုကျွန်တော်တို့လည်းကျွန်တော်တို့တော့နိုင်ငံအတွက်တရောက်တလန်းနေပြီးတော့ဟုတ်လားကျွန်တော်ပါနိုင်တယ်နိုင်တဲ့ဝင်နဲ့ကျွန်တော်လုံတယ်ကျွန်တော်က family ရှိတယ်ကျွန်တော် family တို့ကျွန်တော်ပတ်စံစားသည်နော်မိသားစုတို့ကျွန်တော်ပတ်စံစားသည်ကျွန်တော်တို့ကတကယ်နိုင်ငံရေးသမားနိုင်ငံတော်ကနေထောက်ပံ့တာတဲ့ကောင်တွေလည်းမဟုတ်ဘူး ကိုစီဘွားကိုစားစားပြီးတော့နိုင်ငံကိုအတက်နိုင်ဆုံးလူငယ်တွေမားနေတဲ့လူငယ်တွေကိုလမ်းပြပေးတယ်ကိုကိုယ်ไงလဲလမ်းမအောင်ပြီးတော့ဟောဒါကျွန်တော်နိုင်တဲ့အားနဲ့ကျွန်တော်လုပ်အခုဗျာငလင်ဖြစ်သွားတယ်နော်ရဟန်းသံဃာတွေចောင်းတော့ចောင်းနေစားတဲ့ဘုန်းကြီးចောင်းနေဟာလူနေအိမ်ဆောင်ဦးနေလူတွေအများကြီးသေးချေပြက်စီကုန်လူကျင်တော်ဘောကျွန်တော်တို့ရင်ထဲမှာပိန်ပေါင်းတန်း နဲ့ချီပြီးတော့အများကြီးလူကျင်တာဟုတ်တော့ဒါပေမဲ့ကျွန်တော်တို့မှမရှိဟုတ်တော့စီးတဲ့လူတွေကလူကြတယ်ကျွန်တော်တို့ကလိုင်းဘုံကကြည့်ပြီးပီတိညက်ကြီးကြားပြီးသာဓုတွေခေါ်တယ်အဲ့ဒါနဲ့ပဲမပြီးဘူးကျွန်တော်တို့ကလည်းမလူနိုင်ဘူးလားကျွန်တော်တို့လည်း50တရားဝိုင်းစုပြီးတော့လူနိုင်အောင်ကြိုးစားတယ်အဓိကအဲ့ဒါပဲကိုလူကိုမျိုးသားရေးသမားချင်းချင်းတိုင်းပြည်အေးချဖို့ ပြောနေတဲ့လူအချင်းချင်းကိုတယောက်တယောက်နှိမ်စရာလည်းမလိုနော်လှိမ်စရာလည်းမလိုအားနေသူကိုခွန်အားပေးရမှာကျွန်တော်ဆိုရင်အခုဒီလိုက်တွေပြောတယ်ဟိုးနှုတ်ကိုလည်းကျွန်တော်ခေါ်တင်တယ်ကလေးတွေညီငယ်တွေညီမငယ်တွေစကားပြောစွမ်းရည်ရှိလာတဲ့ညီငယ်ညီမငယ်ခေါ်တင်တယ်ခေါ်တင်ပြီးပြောတယ် တိတော့မှာဆိုလဲဒီတိုင်းပဲခေါ်တင်တယ်ပြောတယ်ဘာကြောက်လဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့တိုင်းမှာအဲ့လိုလူငယ်တွေပေါ်ပေါက်လာရင်ကျွန်တော်တို့အနာရသည်ကျွန်တော်တို့ပြောရတာဟောရတာအမောတတ်တာပဲသူတို့ကတဲ့ညီမမတို့တတ်တာစစ်တပ်ကိုပဲအပြစ်တင်နေကြတာတဲ့တခြားနိုင်ငံတွေကတဲ့ပုံစံမျိုးမျိုးနဲ့ရန်တိုက်ဖြစ်စီနေကြတာကိုမမြင်ရဘူးတော့အုံတော်မရှိကြဘူး ကန္တာဝိမက်အမေရိကန်အကူလာမီအဲ့အကူနဲ့လည်းစကားမျိုးပြနေတာကြာပြီကျွန်တော်အကူရင်းကျွန်တော်ကျမကြီးမကောင်းဖြစ်ပြီတဲ့ကွာကိုအေးချမ်းချမ်းလေးပဲနေကျွန်တော်လက်ဝှေ့ရှင်ကြီးမကောင်းသေးဘူးငါလက်ရောင်တော့အဲ့ဒါပေးရီပါလန်လာတဲ့ကျွန်တော်အစ်စ်ကအစ်စ်ကငေါ်တယ်တော့မှကျွန်တော်မကောင်းသေးကျွန်တော်လက်စီးမြဲလူးနေရတယ် နော်အဲ့တော့အဲ့ဒါတော့မှကျွန်တော်တို့ကအလုပ်တွေပါရနားလို့မရအောင်ဗျာလုပ်ရတယ်ဘာကြောင့်လဲဆိုတော့မိသားစုစည်းဝါးရေးတွေရှိတယ်ဟုတ်လားစာဝန်တွေတွေရှိတယ်အစင်းဆုံးပြောရင်ကျွန်တော်တို့လည်းနိုင်ငံရေးအကြောင်းပြောချင်တာပေါ့စာရီအများကြီးဖတ်ချင်တာကျွန်တော်ကျွန်တော်ကအချိန်မရှိတော့ဘူးဗျာဘာကြောင့်လဲဆိုတော့အလုပ်လုပ်ရတယ်အလုပ်ဝပြန်လာပြီးရေမိုးချိုးတမင်းစားပြီးရင်လိုက်တွေပြောဖို့အတွက်တည်င်းနေစားသေးတယ် အဲ့ကြောင့်မလို့ကျွန်တော်တော့ပိုင်လိုက်တွေချဲသွားတယ်ဆိုတာကျွန်တော်ဘယ်ကောင်မှကြောက်လို့လို့ဟာလားလိုက်တွေကိုနားလိုက်တာမဟုတ်တော့ဘယ်ကောင်မှလည်းမကြောက်ဘူးတော့ဟိုကစနေသားရေတန်းညီတန်းမွေးတာတစောက်ခံငငယ်ဟာရန်ဆိုရင်ပြောမနေနဲ့ခန်းကားဖြစ်တာလူများကလည်းခုတ်ဘူးတဲ့ဒါနဲ့ကိုကိုယ်တိုင်လည်းကိုဘိုက်တွေကိုလည်းလူများဓာတ်ထည့်ဘူးတဲ့ဒါပေမဲ့ဘိုက်တွေတော့မရောက်ဘူးမြန်လည်းမြန်တယ် မြန်လဲမြန်နဲ့တန်လဲတန်နဲ့စိတ်ရလဲဆက်တယ်ဒါပေမဲ့အဲ့ဒါတွေမကောင်းဘူးဗျအဲ့လိုမကောင်းတဲ့အမှုချင်းတွေကိုဘာသာရေးကိန်းဟောရတဲ့နောက်ပိုင်းဖြောင်းဖြောင်းပြက်ပြက်တာတကယ်လဲပြောက်တယ်တကယ်လဲပြောက်အခုနောက်ပိုင်းကလေးတွေကိုလည်းကျွန်တော်ကအဲ့လိုမျိုးလေးတွေကျွန်တော်ပြောပြတာငူးညံ့ရင်ကြီးရောကျွန်တော်တို့လည်းငငယ်ရအဲ့လိုပဲမရဘူးကျွန်တော်တို့ကဆက်ဆက်ပြီးမကန်ကျွန်တော်တို့ကလုံးဝအတိမကန်အောင်တော့ လိုမျိုးကျွန်တော်တို့စောင်ကြီးကြီးအောင်ကြိုင်းအဲ့လိုနေလာတဲ့ကောင်တွေဘယ်ကျွန်တော်မှတောင်းရတယ်မှာဟိုမှာ69000ဝန်းနေတော့တော်တယ်မှာကျွန်တော်တန်းတဲ့ပါလိုက်ပြတယ်အဲ့လောက်ဆိုတာကျွန်တော်ဟိုမှာကရင်ခေါ်တင်လာတယ်ဗျာမိန်းကလေးနဲ့ရောက်ကျွန်တော်အောင်ွယ်လောက်ပြလိုက်တယ်ကချင်နဲ့လိုက်ပြီးသွားတာကရင်ကကျွန်တော်တင်ပြီးတန်းတဲ့လိုက်ပြတယ်ကျွန်တော်ပြေးတယ်မြောက်ရီပါရောက်တယ်မြောက်ရီကရင်ရတယ်မြောက်ရီရောက်လာဟာသလေးပါတော့ တကြံနဲ့ဆိုအလားပါညာညီးပါညာကျွန်တော်ခင်ယူတောင်းရင်ကြောင်းတော့ရင်နစ်တာမေးလန်ကောသနတ်နဲ့ပြစ်တာမေးလန်ကောသနတ်နဲ့ပြစ်တာအဲ့ဒါလို့လောက်တာကျွန်တော်ကအဲ့တော့လပင်းဖတ်ပြီးတော့ပြန်လာရတယ်တောင်းရတယ်ရောပြန်သွားကြတယ်ကျွန်တော်ပြောပြတာပါအဲ့ကျွန်တော်ဖြတ်သန်ခဲ့တဲ့ဘဝအတွေ့အကြုံတွေကျွန်တော်မဲဆောက်ကြောင်းအဲ့ဒီပြောတယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာဖြတ်သန်ခဲ့တာနှစ်10နှစ်ကျော်တယ်ဗျ ဆယ်နှစ်ကျော်ကျော်ကျွန်တော်ကဖြတ်တန်ခဲ့တာဟိုမင်းဆောင်နေခဲ့တာဟိုအဲ့ဒီကန်းသားတွေအာနေဇက်အကုန်ကျွန်တော်သိတယ်မရောက်ဘူးတဲ့နေရာမရှိဘူးကျွန်တော်တို့နေရာအကုန်နေခဲ့တယ်ဆိုတော့ကျွန်တော်တို့ကအကုန်လုံးသိတယ်အဲ့ကြောင့်ကျွန်တော်ပြောပြောနေတယ်အဲ့ဒါကိုခလေးတွေကမသိကြဘူးထိုင်းနိုင်ငံအကြောင်းတရားကျွန်တော်တို့အကုန်လုံးသိတယ်ထိုင်းနိုင်ငံမှာကျွန်တော်နေတာ25နေ26နေရှိပြီကျွန်တော်ကျောင်း အသက်19နှစ်မှာကျွန်တော်ထိုင်းကိုစားထွက်ခဲ့တာကျောင်းကနေထွက်လာပြီးတော့ကျွန်တော်တန်းပြီးတော့ထိုင်းကိုထွက်လာစဉ်းစားကြည့်ပေါ့ကျွန်တော်ဖြတ်တန်းခဲ့တဲ့နေ့အခု43နှစ်စီအသက်19နှစ်တည်းကကျွန်တော်ဒီကိုတိုင်းကိုထွက်လာဟုတ်တာလားအဲကြောင့်ကျွန်တော်တို့မှာတော့အတွေ့အကြုံတွေအများကြီးကျွန်တော်တို့ကတွေ့ကြုံနေတာဒါတွေကိုအရင်ကမှကျွန်တော်ကပြောနေတာ အဲ့ဒီအတွေ့အကြုံတွေအရင်ခံပြီးတော့ပြောတာပြောပြနေတာကလေးတွေနားလဲအောင်အတွေ့အကြုံစီးလာအောင်ကျွန်တော်တို့ရဲ့စကားတွေကကျွန်တော်တို့ကမှုသားမပြောတတ်ဘူးဘယ်တော့မှမလိမ်တတ်ဘူးကျွန်တော်လိမ်လဲပေါ့လိမ်ညာပြီးပြောလို့မရဘူးကျွန်တော်ခိုးစားလို့မရဘူးနောက်တစ်ခုကျွန်တော်လောင်းကစားလုပ်လို့မရဘူးနောက်တစ်ခုကျွန်တော်အာဟုသူနဲ့ငါးဖားစားပြီးတော့စားလို့မရဘူးမယုံရင်တပင်းနဲ့ကိုစားရင်သမေကြီးလို့ရတယ် ကျွန်တော်မျိုးကိုဆိုင်သွားသူဟာလာဒီလိုချိန်ဆိုကိုဆိုင်သွားပြီဟိုမှာကန်ငါးကန်နေစီပိုက်သွားတောင်းသူတခါတခါကျွန်တော်လည်းလာအဖို့ဆက်တယ်လာကိုစောက်တို့သွားရအောင်ကိုစောက်တို့မစင်းနဲ့အပေါ်ကပဲစောက်တယ်သူတယောက်တည်းဘောင်းရင်ဒါလို့ပုံကြီးနဲ့လေပုံကြီးနဲ့ငါပြည့်ရကျွန်တော်ပေါင်းဟန်းနေဆိုငါမရအောင်တကောင်တကောင်နဲ့ပုံမရအောင်အဲ့ဒါကိုဆိုင်ပါပြောတယ်ဒီစောက်တို့အဖိုးကြီးတွေခေါ်လာရင်လည်းငါမရအောင်တယ်မခေါ်ရတော့ဘူးတယ်နောက်ပဲတော့မှာအဲ့သူမခေါ်တော့ဘူးကျွန်တော် ကျွန်တော်ပါဝိုင်းကိုမရကျွန်တော်အာဟုတို့လည်းအကျိုးမပေးလုံးလုံးမရအောင်အခုလောင်းကစားခမရတို့ဘယ်လောင်းကစားအစင်းဆုံးပြောပေါ်ကလည်းတောင်းတတ်တယ်ကျွန်တော်เนาะ21စံကုန်မီစံကုန်မီရဲ့ဗမာလားရှမ်းလားရှိုးရှော့မလားကြိုက်တာလားကဲအကုန်ရှော့တတ်တယ်ဒါပေမဲ့ဘယ်လောင်းကစားပဲစောစောနိုင်နေဆိုတာမရှိဘူးနိုင်နေဆိုတာတခါမရှိဘူးစောလို့မရအောင်အဲ့ဒါကျွန်တော်ဘာကြောက်လဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်လက်ဝါမှာတော့ဂမ်ရချက်ချီဆိုတဲ့ဟာ ချက်ကြီးကတော့ပါတယ်ဗျဒီမှာသိလားအဲ့ဒါလိုမျိုးရှိတယ်ကျွန်တော်တို့တွေစနေသားရည်တဲ့နေတဲ့လည်းမူရရဲကံမရချက်ကြီးရလည်းပါတယ်အသက်ဘေးတွေကလည်းကြုံတာပေဘေးတွေကြုံတာလည်းအချိန်ချင်းဓာတ်လိုက်ပြီးတော့လည်းမသေးတာကံကောင်းရင်းနေပြီးတော့လည်းမသေးတာကံကောင်းဥမာကားပြီးပြီးတော့လည်းမသေးတာကံကောင်းအဲ့လိုမျိုးတွေကြုံခဲ့တယ်အပေသူတွေနဲ့လေတော်တော်နီးနီးဆက်ဆက်ကိုကြုံခဲ့တယ်ဆိုတော့မသေးတာ သိလားအသက်ပြင်းနေပဲပြောအောင်ဟောမှာကျွန်တော်လက်ဝါမှာတော့ချုပ်ရစီတယ်ချုပ်ရစီတယ်လူများဓာတ်နဲ့တို့တာဓာတ်အောင်လို့ဆွဲတာဒီမှာဘိုင်းမှာလည်းစက်ထိတာလည်းတိုင်ရအခုချိန်ကြီးအရွတ်လေးလေးကျန်တယ်သိလားနှစ်ယောက်ကျွန်တော်ဓာတ်နဲ့တို့တာငငယ်ရဓာတ်ဆိုးတာကျွန်တော်အဲ့ဒါအဲ့ဓာတ်ပါယူပြီးတော့ကျွန်တော်ကြောက်ခဲနဲ့ထူလိုက်တာပါကျွန်တော်လက်ကြီးကောင်းအောင်လားအခုချိန်ကြီးမဆန့်ဘူးကိုလောက်ကိုပြန်ရိုက်မိတာအိမ်ကြီးပြီးသံပိုက်ယူအခန်းကားပါရိုက်ဖြူကျွန်တော်က อืมသူလဲသူလုံးနဲ့သူရှုံးနေပြင်ဗောတခါတခါတော့လဲကျွန်တော်နဲ့စကားပြောဖြစ်ပါတယ်တခါကားစကားပြောဖြစ်သူစီတလဲဦးမယ်ကျွန်တော်ကျွန်တော်ဆိုင်ကရမောင်းလိုက်နေမရှိဘူးလို့ရမောင်းလိုက်နေလောက်အောင်မယ်ရမောင်းလိုက်နေပြီးတော့ကျွန်တော်တလဲမယ်သူစီကိုမောင်းလိုက်ရမှာပါပြောတာအာတော့ဗညာတော့အဓိကပြောချင်တာကဗျာကျွန်တော်ညီမရနိုင်ငံသူညီမနိုင်ငံသားတွေနော် မြန်မာနိုင်ငံဆိုတာတော့ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်အကောလုံးညီငယ်ညီမငယ်တွေအကောလုံးအသိစိတ်လေးတွေစီးကြပါเนาะမေတ္တာတရားတွေထားကြပါเนาะမေတ္တာတရားမထားမချင်းရတော့မင်းတို့ဒီလိုမျိုးပဲမင်းတို့ဘဝတွေကသတိခံရမှာเนาะပြောင်းတဲ့တယောက်ទីခံစိတ်တွေမွေးဖို့ကျွန်တော်အခုမိုက်သွေးကြွားကြွားပြရတယ်ဆိုတော့ကျွန်တော်မိုက်သွေးကြွားပြရတာမဟုတ်ဘူးကျွန်တော်လုပ်ခဲ့တဲ့အကြောင်းတရားတွေပြောပြရတယ်ကျွန်တော်မိုက်သွေးကြွားတာမဟုတ်ဘူး အစင်းဆုံးပြောရင်ဒါတွေကမကောင်းဘူးဆိုတာကိုကျွန်တော်ကပြတာအစင်းဆုံးပြောရင်ကျွန်တော်တတ်ရဲတယ်လူလည်းတတ်ရဲတယ်ကျွန်တော်ပြီလားလုတ်ရဲတယ်လက်ရဲစက်ရဲလုတ်တတ်တယ်လုတ်ဘယ်လိုပြောမလဲကျွန်တော်စိတ်တူလိုက်မရဘူးလုတ်ဖြစ်တော့ကျွန်တော်တို့ရဲ့မျက်စိတစ်ချက်လက်တန်နဲ့ပြီးသွားမှာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ကျွန်တော်ကအဲ့ကြောင့်ကျွန်တော်ကအမြဲတမ်းကိုယ့်ကိုကျွန်တော်စိတ်ကိုကျွန်တော်ဖြည့်ပြီးမူရတာ လူများကစိတ်မျိုးမဟုတ်ဘူးကျွန်တော်ကသီးခံတယ်အရင်သီးခံအေးကျွန်တော်မသီးခံနိုင်တော့ဘူးခေဆိုတော့အဲ့ကောင်ကတော့ပြင်းချင်းဆုံးနဲ့ပြေးမှာအဲ့လိုမျိုးအဲ့ကျွန်တော်ဓာတ်နဲ့ထိုးတာကောင်တော့အဲ့ဒီညာအဲ့ဒီကောင်အခန်းကိုကျွန်တော်ရိုက်ဖြူတခါတော့ပျောက်ကျွန်တော်မှလက်မှာဒဏ်ရာတွေနဲ့တော့ပတ်တီးနေတယ်နောက်နေ့ရက်တော့အရက်ဆိုင်မှာအရက်ထိုင်သွားတော့တွေ့တာဝင်ပြီးကြုံတော့ကျွန်တော်ကြုံပြီးကျွန်တော်ဘာမှမပြေးလာဘူးလား အဲ့ဒါလို့ဆိုတာကျွန်တော်ကမရဘူးဆင်းနေလို့ပဲကျွန်တော်ကကျွန်တော်လှုပ်ပြီးရင်တော့ကျွန်တော်ကမသေးဘူးဆိုရင်ကျွန်တော်ကအညိုးရထားတာသိအောင်ပြန်လှုပ်ချင်တဲ့စိတ်ရှိတယ်မရဘူးကျွန်တော်မညာဘူးကျွန်တော်ဘုခေလူတွေကားရရင်နာသုံးပါးမိဘဆရာသမားကိုတံမိုးထားလေးစားရမှမသိကြတော့ဘူးဟုတ်တယ်အဲ့ဒါဝတ်တုံငယ်တို့လည်းလက်တွေ့မပြနိုင်လို့ဆိုကြီးတဲ့ အယုံကြည်မရှိကြတော့ဘူးလေဂုကဝါကဝါဂရဝါဆိုတာကတော့ဝီလာဝီကြပေါ့ဟုတ်တယ်အခုကျွန်တော်ပြောပြနေတယ်ကျွန်တော်ရဲ့အကြောင်းတရားလေးတွေဆိုတာကလူငယ်တွေဟဲ့မင်းဘာခေါ်လဲငါဘာခေါ်လဲဆိုတဲ့ဇာတ်မျိုးနဲ့ပြောတဲ့ဇာတ်မျိုးဒါတွေကမကောင်းဘူးဆိုတာကျွန်တော်ပြောပြဘာလို့ဘို့လဲ သရဝါချင်းချင်းပဲဟုတ်တော့လားကျွန်တော်တို့တွေကနောက်ပိုင်းမှာမြစ်တာတရားတွေဘာကြောင့်ထားလာနိုင်လဲလို့ပြီးနောက်ပိုင်းမှာကျွန်တော်ကတခုရှိတယ်ဒီလိုနှစ်ချက်ထိထဲတာရင်ကျွန်တော်တချင်းဆိုတာတခါမှမနာတော့ဘူးတခါမှမနာတော့အေးဓမ္မဒီနာတော့လို့ရတယ်တရားဒီနာတော့လို့ရဇလန်ဒီနာတော့လို့ရကျွန်တော်ကအဲ့လိုမျိုးကျွန်တော်သုံးမွေးမှာဖြတ်တန်းခဲ့တယ်နှစ်ပေါင်းမနေကျွန်တော်တရားဒီပဲနာတော့ အရင်တော့နားတော့တော့နောက်ပိုင်းကျတော့တရားနာတော့အရင်တော့ဆိုရင်ဒီ2021မရောက်ခင်တော့ဆိုတီဟူစီရော်ရဲ့တရားတွေမရှိတော့ကုန်ပါလားကျွန်တော်နားတော့ပြတယ်တနေ့တနေ့ဟိုဗျာအနည်းဆုံးစစ်ပုတ်စီရေဗျာတွက်ကြီးကြီးပေါ်ကျွန်တော်မြူနောက်ဘကူစီရော်နော်တော့တော့ဟိုပါလဲအများကြီးပါပဲစီရော်တွေဂျလန်းဂျလန်းစီရော်လည်းပါတယ်နောက်စီရော်အစင်စင်ငိန်ဓာတ်တို့ အများကြီးပါပဲဆရာတော်တွေအဲမေးတော့မေးဖို့ဆရာတော်ဘွဲနေမေးအဲ့လိုတရားတွေကျွန်တော်အများကြီးနားတော့ငယ်နားတော့တာများလို့ဘယ်လိုပြောမလဲဆိုတော့တရားနာတတ်သွားတယ်တရားနာတတ်သွားတယ်ကျွန်တော်မြတ်တာတရားကိုအခြေခံနိုင်တဲ့စွမ်းအားကျွန်တော်မှရှိတယ်နောက်ပိုင်းကျွန်တော်နေတတ်သွားတယ်ကြာကိုယ့်ကိုတရားအောင်တယ်အခုလူငယ်တွေကိုလည်းအဲ့လိုမျိုးကျွန်တော်ကဂိုက်လိုက်ပြီးကြတယ်အေးချမ်းမှုပေါ့ကဲအားလုံးပဲ မင်္ဂလာညကြပါတော့နော်လိုက်လေတလောင်းကြသွားပြီကိုเจ้าလေးကိုပြောနေတယ်ပြီးမှမဟုတ်တော့နော်တတော်တညပုံပြလို့ဖြစ်သွားမှာအားလုံးပဲမင်္ဂလာညကြပါလို့ကဘာသူကဘာသားတွေကတ်ဆိုကြီးမှာဝေးခွာကြပါစေလို့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေလည်းနော်ကတ်မျိုးမျိုးမှာဝေးခွာကြပါစေလို့ဆုတောင်းပေးနေတယ်